မြေစိမပတ်ကြများအားလုံးပဲမင်္ဂလာပါခင်ဗျာ April 25ရက်တမြေစိမ Prime Time မြေစိမတရင်အစီအစဉ်ကနေကြိုဆိုပါရစေဒီအစီအစဉ်ကိုကျွန်တော်ခန့်ရီကတာဝန်ယူတင်ဆက်သွားမှာပါဒီကနေ့ကြည့်ရှုရမယ့်တရင်တွေကတော့ပုံနှကျုံဒေတာခံမီတာစုဝင်ငေါကိုခိုးမှုနဲ့အေးဆွဆွဲဖမ်းဆီးထားစင်မှာပဲတအူးတေဆုံးပြီးကြံ၄ဦးပြန်လွတ်ပေးတဲ့တရင်တစ်ပင်တဲ့ခန္ဓာရာကြောင့်ကြောက်သေးမကြသွားတဲ့ရင်သိမ်းမှောက်မှုမှာ ကိုဝင်းဆောင် အပါဝင်နှစ်ဦးတန်ရတဲ့တွင်ဖားကံမြို့နယ်မှာစစ်ကောင်စီတပ်နဲ့ KIA တပ်တို့တိုက်ပွဲပြင်းထန်တဲ့တွင်စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့်မုံရွာဒေသခံ၄ဦးတေဆုံးတဲ့တွင်တိုက်ခိုက်သူတွေကိုကဘာအဆုံးထိလိုက်လံချေမုံမယ်လို့အင်းကြီးအဝင်းကြီးချုပ်ဂရီးပြုတဲ့တွင်တဲ့အပါဝင်ဒီကနေ့အတွက်နောက်ဆုံးရရွှေစည်းနဲ့ငွေစည်းတွေကိုလည်းတင်ဆက်ပေးသွားဖို့ရှိနေပါတယ်ခင်ဗျာ ပြမသောသတင်းပုံအနေနဲ့ရခိုင်ပြည်နယ်ပုံနဲ့ကျွန်းမြို့နယ်ကဒေသခံမိသားစုဝင်ငါးဦးကိုအရခတက်တော် AA ကရွှေရည်ပစ္စည်းတွေခိုးမှုနဲ့ဆွဆွဲဖမ်းဆီးထားပြီးတဲ့နောက်လေးလကျော်အကြာမှာကို A မင်းဆွေဆိုသူမှထိမ့်သိမ်းထားစင်ပါပဲကားတိုက်ခံရမှုကြောင့်တေဆုံးခဲ့ရပြီးအဲ့နောက်မှာတော့ကျန်မိသားစုဝင်လေးဦးကိုအခုသတင်းပတ်မှာပဲပြန်လွှတ်ပေးလိုက်တဲ့အကြောင်းမိသားစုနဲ့နှီးစစ်သူတအူးကအတည်ပြုပါတယ် ဖြစ်စဉ်မှာပြီးခဲ့2024ခုနှစ်ဒီဇင်ဘာ9ရက်နေ့ကရွှေတဲပစ္စည်းတွေကိုခိုးယူခဲ့ဆိုတဲ့ဆွဆွဲချက်နဲ့အရခတတ်တော် A ကကိုအေးမင်းဆွေကိုပုံနှကျုံမျိုးနဲ့ကတူနေထိုင်ရနေအိမ်မှာလာရောက်ဖမ်းဆီးခဲ့တာပါအဲနောက်ဒီဇင်ဘာ6ရက်မနက်ပိုင်းမှာကိုအေးမင်းဆွေရဲ့မိခင်နဲ့ဖခင်ဖြစ်သူကိုပါ လာရောက်ဖမ်းဆီးသွားပြီးနောက်3ရက်ခန့်အကြာမှာတော့ကိုအေးမင်းဆွေရဲ့အတော်တော်ဆက်သူနဲ့ဇနီးမောင်နှံကိုပါ ေတပ်ဖွဲ့ဝင်တွေကလာရောက်ဖမ်းဆီးသွားတာဖြစ်တယ်လို့သိရပါတယ်။ပျက်စီးပျောက်သွားတယ်လို့ပြောပြီးဆွတ်ဆွဲတာပါ။ဘာတက်တယ်မှလည်းမပါဘူး၊ရွှေတယ်လို့ပြောပါတယ်လို့မိသားစုနဲ့နှီးဆက်သူတို့ကမျိုးစိမကိုပြောပါတယ်။ထိန်ထိန်ထားတော့မိသားစုဝင်တွေကတွေးခွင့်တောင်းပေမဲ့တွေးခွင့်မရခဲ့ကြောင်းနဲ့အမှုအတွေ့တရက်ပြိုင်အနေနဲ့ရှေ့နေအတုံးပြုခွင့်ခြေပွားခွင့်လည်းမရှိခဲ့ဘူးလို့မိသားစုနဲ့နှီးဆက်သူတဦးကပြောပါရယ်။ဗန်းစီထားပြီးတော့နောက်မှာလေးလကျော်အကြာမှာအခုဧပြီလအတွင်းမှာပဲ ထိမ့်သိမ်းခံထားရသူတွေကကိုအေးမင်းဆွေရကားတိုက်ခံရပြီးတော့တေဆုံသွားခဲ့ကြောင်းမိသားစုနဲ့နှီးဆက်သူတွေကပြောပါရယ်ကိုအေးမင်းဆွေကိုရေခတ်သွားခိုင်းတော့ကအေးအေးတပ်ဖွဲ့ဝင်တဦးမောင်းနှင်လာတဲ့ကားဖြင့်တိုက်မိခဲ့ပြီးတေဆုံသွားတာပါတရက်ကိုရေလေးကောက်ခတ်ခိုင်းနေဆိုရလဲသူတို့ပြောတဲ့စကားပါ ကားပုံကိုပဲ public မှာချပြထားပြီး brake မကောင်းတာကို လုံးဝထင်ရှားအောင်မပြထားပါဘူးလို့မိသားစုနဲ့နှီးဆက်သူတို့ကအတည်ပြုပါတယ် အရင်တိုင်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အေစစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ညီတော်ဆက်သူဗိုလ်မှူးထွန်းမင်းနိုင်ကသူ့ရဲ့လူမှုကွန်ရက်မှာအေရဲ့လုံခြုံရေးတပ်သားဦးဝင်းသေးမောင်းနေလာတဲ့ကားဘရေမကောင်းတာကြောင့်တိုက်မိပြီးလမ်းဘေးကို ထိုးဆင်းသွားတာဖြစ်ကြောင်းအဲ့နောက်ရင်မောင်းဦးဝင်းသေးကိုဒေသအချုပ်ထောင်မှာထိမ့်သိမ်းပြီးတော့တေဆုံးသူကိုအေးမင်းဆွေရဲ့ရုပ်အလောင်းကိုဆေးစစ်ချက်ရယူထားကြောင်းဧပြီ19ရက်နေ့ကဖော်ပြခဲ့ပါတယ်။ ဒါပြင်ကြက်ငွေသိန်းပေါင်းတောင်းကနန်းတန်ဖိုးရှိရဲ့ရွှေထုတ်ပျောက်ဆုံးသူမိသားစုကဆွဆွဲထားတဲ့အ धिक ဆွဆွဲခံရသူမှာတေဆုံးသွားပြီဖြစ်တာကြောင့်အမှုကိုပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်းဘုံမှုထုံးမင်းနိုင်ကသူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာဧပြီ16ရက်နေ့ကထပ်မံဖော်ပြထားပါတယ်။အမှုဖြစ်စဉ်ကတော့ဝန်ခံလိုက်ညင်းလိုက်တန်တရာဖြစ်နိုင်တာပေါ်လို့ထက်စစ်စေရလိုက်တွေးဆောင်ဖို့တကြိမ်တောင်းမှုရအမှုကမိသားစုဝင်တွေပါတန်တရာဖြစ်เสียအခြေအနေဖြစ်လို့ တွေးခင်မပေးပါဘူးရှင်းညီငါခွင်မရဆိုတာကအမှုကမပြီးပြတ်သေးလို့ရခိုင်ပြည်မှာကိုချိုးမဲ့ရေကိုခက်ရတဲ့အခြေအနေလို့ဘုံမှုထုံးမင်းနိုင်ကသူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်ဧပြီ20ရက်နေ့ကညနေဆောင်းလောက်ကြံမိသားစုအနေပြန်လွတ်လာတယ်ပြောပါတယ်ဒါပေမဲ့မှုပိတ်သိမ်းဒါဒါမျိုးဒါမှမဟုတ်စစ်စေးရဲ့အခါလိုအပ်ရင်လာခေါ်မယ်လို့ပြောထားပါတယ်မိသားစုဝင်တွေကိုထပ်ပြီးဖမ်းဆီးချုပ်နှောင်တာမျိုးကိုလုံးဝမလိုလားပါ အမှုမှန်ပေါ်စေခြင်းပါတယ်တရားမျှတမှုလိုခြင်းပါတယ်လို့တေဆုံးသူ ကိုအေးမင်းဆွေနဲ့ဤဆက်သူကပြောပါတယ်တရားစီရင်ရေးစနစ်မှာဆွဆွဲခံရသူတေဆုံးပါကတရားလိုဘက်ကအမှုပိတ်မီလို့ပြောမှသာ အပိတ်ရမည်ဖြစ်ပြီးတော့အစိုးရကအမှုတရားဝင်ပိတ်၍မရကြောင်း ဥပဒေကြောင့်ရဖန်စီထားသူ၅ဦးရဲ့ကတအူးတေဆုံးပါကအဲ့တေဆုံးမှုကိုတေတေမှုတေကင်းဖွင့်ရမည်ဖြစ်က ကြံလေးဦးအတွက်လည်းအမှုစစ်ဆေးရအပြစ်မရှိပါကအပြစ်မရှိကြောင်းခိုင်ခိုင်မာမာနဲ့အပြစ်သက်လွတ်ရမယ်လို့ဝါချင်းတရားလွှတ်တော်ရှင်ကြီးဦးကြီးမြတ်ကမျက်စိမကိုပြောပါတယ်ကြောချင်တာကတော့တိုင်းရင်သားငင်းကြီးတွေမှာလည်းတကယ်တရားစီရင်ရေးမရသေးဘူးစစ်အုပ်ချုပ်ရေးအောက်ကတရားစီရင်ရေးပဲဖြစ်နေတယ် 24နာရီကို ချုပ်ခွင့်မရှိဘူး24နာရီထပ်ပို့ချုပ်ခွင့်လိုရဲဆိုရင်တရားရုံးကိုတင်ပြပြီးတရားသူကြီးရဲ့အမိန့်နဲ့ဆက်ချုပ်ခွင့်ရှိမရှိကိုတရားသူကြီးကပဲဆုံးဖြတ်မှာအမှုမှာတတိအထောက်အထားမရှိသေးဘူးဆိုရင်တို့ကိုအာမခံနဲ့လွတ်ထားရမှာလေအဲ့လိုတော့ဖမ်းလို့မရဘူးလို့ဦးကြီးမြတ်ကပြောပါတယ်အဲ့ဒီအမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမေးမြန်းဖို့အတွက် AAC ကိုမျိုးစိမကဆက်သွယ်ထားစေဖြစ်ပါရယ်ခင်ဗျာ။ ရှမ်းပြည်နယ်ဘက်ကသတင်းပုံနဲ့ဆက်ချင်ပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းတုံတာမြို့နယ်မှာခီးတဲတင်ရင်သိမ်းမောက်ကကိုဝင်ဆောင်အမျိုးသမီးတအူးအပါဝင်ခီးတဲနှစ်ဦးဒဏ်ရရှိခဲ့လို့သတင်းရရှိပါတယ်။ကျိုင်းတုံမြို့ကနေတောင်ကြီးမြို့ကိုပြေးဆွဲတဲ့ဒုညင်အောင်ကားဂိတ်ကခီးတဲတင်အန်စာတုံမျိုးစမော်တော်ယာဉ်ဟာမနေ့ကဧပြီ24ရက်နေ့ညပိုင်းကတောင်တုံတာမြို့နယ် ကိုကိုွေတောင်လမ်းပေါ်မှာတိမ်မောက်ခဲ့ရဖြစ်တယ်လို့ဒေတာခန်တူကမျိုးစီမာကိုပြောပါတယ်။ဂိတ်ကမထွက်ခင်ကလေးကကိုရင်မောင်းကမူးနေတာဂိတ်မူးကိုပြောပြီးလူလဲပြီးမောင်းခိုင်းတော့နောက်ရင်မောင်းတယောက်ထတ်ထည့်ပေးတယ်။ဒါပေမဲ့ပန်ကျူရောက်တော့အဲ့ဒီရင်မောင်းကိုပြန်လှုပ်ပြီးသူပြန်မောင်းတဲ့အချိန်မှာအခုလိုတိမ်မောက်မှုဖြစ်တာပါလို့ဒေတာခန်တူကပြောပါတယ်။ရင်တိမ်မောက်မှုမှာတစ်ပန်နဲ့ခံနေတဲ့အတွက်ကြောက်သေးကို ထိုးကျသွားခြင်းမရှိရလို့လည်းသူကဆက်လက်ရှင်းပြပါတယ်။တိမ်မောက်ခဲ့တဲ့ရင်မှာတော့ရင်မောင်းဖြစ်သူအပါဝင်ခီးတဲ့စုစုပေါင်း၈ဦးပါဝင်ပြီးရင်တိမ်မောက်မှုကြောင့်၂ဦးထိခိုက်မှုရှိခဲ့ကြောင်းသိရပါတယ်။ကိုဝင်းတဲ့ရဲ့အမတယောက်ရဲ့ထိခိုက်ခဲ့တယ်။အချို့လည်းအသေးစားထိခိုက်မှုရှိပါတယ်ကာတမားကိုရောင်ခီးဇယ်ရီကပြန်ကယ်ထုတ်ပေးခဲ့ရတာမူးနေတာနဲ့သူ့ဟာသူ့တော်မသိဘူးစခန်းရောက်တဲ့အထိရိန်ထိုးနေတာပဲလို့ ဖြစ်စဉ်ကိုတရှိထားတဲ့ဒေသခံတဦးကပြောပါတယ်။လူမှုကွန်ရက်မှာပြန့်နှံ့နေတဲ့ video file မှာတော့တိမ်မောက်နေတဲ့ကားနဲ့ထိခိုက်ဒဏ်ရာရနေတဲ့ခီးတယ်တွေကိုတွေ့ရပြီးရင်မောင်းအပေါ်ဝေဖန်ပြောဆိုနေတာကိုကြားရပါတယ်။ခီးတယ်တင်ဂျင်တိမ်ပေါင်းမှုကြောင့်ရင်ပေါ်မှာလိုက်ပါလာတဲ့ခီးတယ်တွေဟာမနေ့ကတုံတာမြို့မှာညအိတ်နေထိုင်ခဲ့ရကြောင်းသိရပါတယ်။ဒီကနေ့မနက်ထီဂျင်လိုင်းဘက်ကနေယင်သိမ်းမှောက်မှုနဲ့ပတ်သက်ပြီးစုံတရာဆက်သွယ်ပြောဆိုတာတော့မရှိသေးပါဘူး။ အခုလိုတာဝန်မဲ့ပြီးပေါ်စားတဲ့ဂိမ်းမှုနဲ့ကာသမကိုနောက်နောက်သူများတွေတရီထားစေခြင်းနဲ့ကာဂိတ်ကိုလည်းချီရောက်စွာအရေးယူပေးကြဖို့တက်ဆန်ရာကုန်တိုက်တွန်းခြင်းတယ်လို့ကျိုင်းတုံဒေသခံတို့ကပြောပါရယ်ရင်သိမ်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးမေးမြန်းနိုင်ဖို့ကျိုင်းတုံမြို့မှာရှိတဲ့ဒုညီနောင်ကာဂိတ်ကိုမြစည်းမကဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့လက်ခံဖြေကြတာမရှိသေးပါဘူး တို့ညီနောင်ခီးတဲ့တင်ရှင်လိုက်ဟာရှမ်းပြည်နယ်အတွင်းမှာရှိတဲ့မြို့နယ်အများစုမှာခီးတဲ့တက်ယူပို့ဆောင်ရေးပြုလုပ်ပေးနေတဲ့မော်တော်ယာဉ်လမ်းတစ်ခုဖြစ်ပါတယ်ခင်ဗျာကချင်ပြည်နယ်ဘက်ကသတင်းကိုဆက်ကြည့်အောင်ပါကချင်ပြည်နယ်ဖားကန့်မြို့နယ်ဘက်ကိုကမိုင်းမြို့နယ်အင်းတော် အင်းတော်ကြီးမြို့ဘက်ကနေစစ်ကောင်စီတပ်စစ်ကြောင်းထိုးလာတဲ့အတွက်ကချင်လွတ်လပ်ရေးတပ် KIA နဲ့မနေ့ကဧပြီ24ရက်နေ့ကစတင်ကတိုက်ပွဲပြင်းထန်နေတယ်လို့ KIA ပြင်ကြားရေးတာဝန်ရှိသူဗိုလ်မှူးကြီးနော်ဘူးကပြောပါရယ်ဖားကန့်ကိုဥတည်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းတွေကို KIA ကကြားဖြတ်တိုက်ခိုက်ခဲ့ရလို့ဆိုပါရယ်ကာမိုင်းဘက်ကလည်းစစ်ကြောင်းတစ်ကြောင်းမိုးညင်းမြို့အင်းတော်ကြီးဘက်ကလည်းစစ်ကြောင်းတစ်ကြောင်းထိုးလာတွေ့ရပါရယ် သူတို့လည်းသူတို့ရဲ့ရန်နိုင်မင်းစစ်စင်ရင်းနဲ့စစ်စစ်တပိုင်းပြောလို့ရမှာပါဖာကန်ဘက်ကမရရအောင်ထိုးတဲ့ပုံစံမျိုးတော့တွေ့ရတယ်လောလောဆယ်တော့ကြားဖြတ်တဲ့ပုံစံမျိုးနဲ့တိုက်တာသူတို့ထိုးစစ်စင်လာလို့ကျွန်တော်တို့ကကြားဖြတ်ခုခံတိုက်ပွဲတွေဖြစ်နေတဲ့အနေအထားဖြစ်ပါတယ်လို့ KIA ပြန်ကြားရေးတာဝန်ရှိသူဗမူကြီးနော်ဘူးကပြောပါတယ်ဒီကနေ့မနက်မှာလည်းတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့သိရပါတယ်စစ်ကြောင်းတွေမှာစစ်ကောင်စီတပ်ဖက်ကအင်အားထောင်ကနန်းပါဝင်နိုင်တယ်လို့သိရှိရပါတယ် ကမိုင်းမြို့ဘက်ကတက်လာတဲ့စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းကို KAI ကကြားဖြတ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သားတေဆုံးမှုရှိပြီးတော့လက်နက်ခရံတွေကို KAI ကတင်ဆက်ရရှိထားကြောင်း KAI သတင်းရင်းမြစ်တွေကဒီကနေ့ April 25ရက်နေ့မနက်မှာပြောပါတယ်အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးမြစည်းမမတီးခြားအတီးပြုတ်နိုင်တာမရှိသေးသလိုဗိုလ်မှူးကြီးနော်ဘူးကလည်းတရားဝင်အတီးပြုတ်ပေးနိုင်တာမရှိသေးဘူးလို့ပြောပါရယ်ဒီနေ့ဧပြီ25ရက်နေ့မှာလည်းမြစည်းနာမြို့အခြေစိုက်မြောက်ပိုင်းတိုင်းစစ်စနာချုပ်ဘက်က ်ဖားကန့်ကိုရှစ်ကောင်စီတက်မော်တော်ယာဉ်တွေထွက်ခွာတားတယ်လို့သတင်းရရှိပါရတယ်။တိုက်ပွဲတွေကြောင့်မြကြီးနာဖားကန့်လမ်းပိုင်းကိုမနေ့ကဧပြီ24ရက်နေ့မနက်ပိုင်းကစတင်ပြီးနှစ်ဖက်တပ်ဖွဲ့တွေကလမ်းပိတ်ထားကအဆိုပါလမ်းပိုက်မှာရှိတဲ့ကြေးရွာအချုပ်ကဒေသခံတွေကလည်းစစ်ဘေးသိမ်းရှောင်နေကြရဲ့လို့ဒေသခံတွေကပြောပါတယ်။စစ်ကောင်စီတပ်ဟာမက်စလန်28ရက်နေ့ကဖြစ်ပေါ်ခဲ့တဲ့အင်အားကြီးငလင်ကြောင့်နိုင်ငံလုံးမှာရှိတဲ့ပြည်သူလူထုကိုစာနာထောက်ထားတော့အဖြစ် ကူညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအရှိန်ဟုန်မြင့်ဆောင်ရွက်ရန်ရည်ရွယ်ပြီးတော့အပြစ်ရက်ကာလကိုဧပြီ23ရက်နေ့ကနေ30ရက်နေ့ထိထပ်တိုးတက်မှတ်လိုက်ကြောင်းဧပြီ22ရက်နေ့ကထုတ်ပြန်ထားခဲ့ပါတယ်။ဒါပေမဲ့မြေပြင်မှာတော့စစ်ကြောင်းထိုးရာလေကြောင်းတိုက်ခိုက်တာတွေကိုနေ့စဉ်နဲ့အမျှပြုလုပ်နေဆဲပဲဖြစ်ပါတယ်ခင်ဗျာ။စကိုင်းတိုင်းဘက်ကသတင်းသဘုံနဲ့ဆက်ပါမယ်။စကိုင်းတိုင်းမုံရမြို့နယ်ကံပြားကြီးကြီးရွာအုပ်စုအတွင်းစစ်ကောင်စီတပ်ကပြစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြားရောက်ပောက်ကွဲပြီးတရခန်၄ဦးသေဆုံးသွားလို့ဖြစ်စဉ်ကိုတရှိသူကမျိုးစိမကို ပြောပါတယ်။မူရမြို့အခြေဆိုင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါကဧပြီ24ရက်နေ့မနေ့ကမနက်9:00နာရီအချိန်ကပြစ်ခတ်လိုက်တဲ့တနက်ကြီးကြီး၃လုံးမှာနှလုံးကကံပြားကြီးကျေးရွာအုပ်စုရွာတော်ရွာအတွင်းမှာရှိတဲ့လူနေအိမ်ပေါ်ကြရောက်ပောက်ကွဲခဲ့တာပါ။အဲဒီလက်နက်ကြီးကြီးကြောင့်ဒေါ်ဝိုင်းကြီးအသက်80နဲ့ဒေါ်မိပိုင်အသက်90 ကိုအောင်ကျော်ဦးအသက်50နဲ့ကိုဖြိုးဝေအသက်40ကလေးငယ်တအူးအပါဝင်တန်ရန်ရရှိသူ6ဦးရှိရလို့သိရပါတယ်။လန်ဒန်ကြီးကြီးကအိမ်ပေါ်အိတ်နေတဲ့အဖွားရင်ဘတ်ကိုတက်တဲ့ကြပြီးစုံတာအမျိုးသားနှစ်ယောက်ကအလုံးလုံးပြီးခြေပြက်လက်ပြက်ဖြစ်ပြီးတွေးထက်လွန်လို့ဆုံးသွားတယ်လို့ဒေတာခန်ကဆိုပါတယ်။ April 22ရက်နေ့ကတမန်နာရွာမြောက်ဖက်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကဗိုလ်တအူးနဲ့တပ်သားတအူးဆိုင်ကနဲ့ဈေးဝယ်အပြင်မှာ ကျွဲရဲနဲ့တမနာရွာကြားကကွေတပ်ဖွဲ့ကတိုက်ခိုက်ခဲ့ရာနှစ်ဦးစလုံးတေဆုံးခဲ့ပြီးပြစ်ခတ်မှုတွင်မှအရတားတဦးကြီချီမန်တန်ရန်ရရှိခဲ့လို့ဒေသခံတွေစီကသိရပါတယ်။အဲ့နောက်အနီးမှာရှိတဲ့ကျွဲရဲရွာကိုစစ်ကောင်စီတပ်ကဝန်ရောက်စီးနှင်ပြီးဒေသခံနှစ်ဦးကိုဖမ်းဆီးကလူနေအိမ်ချို့ကိုမီးရှို့ဖျက်ဆီးခဲ့လို့သိရပါတယ်။ကျောက်စစ်ပုံမြောက်ရွာအခြေစအမြောက်တက်ကင်းလှဲတဲ့စစ်ကောင်စီတပ်နဲ့ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေကြား မနေ့ကတိုက်ပွဲဖြစ်ပွားတဲ့တရင်ရပေမဲ့လည်းအသေးစိတ်အခြေအနေကိုမြစည်းမမအတည်ပြုနိုင်တာမရှိသေးပါဘူးဧပြီ24ရက်နေ့ညပိုင်းနဲ့ဒီကနေ့ဧပြီ25ရက်နေ့မနက်ပိုင်းကလည်းစစ်ကောင်စီတပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်တာတွေရှိနေကြောင်းနဲ့ဘယ်နေရာမှာပစ်ခတ်နေကြောင်းကိုမသိရသေးဘူးလို့ဒေသခံတွေကပြောပါရယ်ဒီအခြေအနေတွေကြောင့်ကံပြားကြီးကျွဲရဲခိုတန်တမန္နာယွာနဲ့အနီးတဝက်ကျွာရီမှာရှိတဲ့ဒေသခံအချို့တင်းရှောင်နေကြရပါတယ် ကံပြားကြီးရွာအုပ်စုဟာမုံရွာမြို့မြောက်ဖက်ခုနှစ်မိုင်အကွာမုံရွာတာစီလမ်းမပေါ်မှာပေကုန်းစုံကုန်းနဲ့ရွာတော်တို့စုပေါင်းထားပြီးအနောက်မြောက်တိုင်းစတနာကျောက်နမခနဲ့ကျောက်ရှိပုံရွာအခြေစားအနောက်တက်တို့အကြမ်းမှာကြီးရှိတာပါ မြန်မာနိုင်ငံမှာမက်စလာ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့ငလျင်ဘေးကြောင့်မြို့သားညညရဲ့အဆွေကနေတော်လိုင်းအင်အားစုတွေကအပြစ်ခတ်ရက်ကြေညာထားပြီးစစ်ကောင်စီကလည်းဧပြီ2ရက်နေ့ကနေ30ရက်နေ့ရှိအပြစ်ရက်ကြောင်းထုတ်ပြန်ထားပေမဲ့လည်းလေကြောင်းနဲ့လက်နက်ကြီးတွေပြစ်ခတ်တာကြောင့်အရသာတည်ဆုံးတာတွေအများပြားရှိတယ်လို့တော်လိုင်းအင်အားစုတွေကထုတ်ပြန်ထားပါတယ်။မနေ့ကဧပြီ24ရက်နေ့ညပိုင်း7:00နာရီအချိန်ကလည်းစကိုင်းတိုင်းဘူးတလင်မြို့နယ်ဂျိုကုန်းရွာကိုစစ်ကောင်စီတပ်က ဆက်တက်လေးတီနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်မျိုးသမီးတဦးနဲ့အမျိုးသားတဦးတေဆုံးခဲ့လို့ဒေသခံတွေစီကသိရပါတယ်ခင်ဗျာပြည်တွင်းသတင်းတွေပြီးမှာတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးကြပါတယ်တိုက်ခိုက်သူတွေကိုကဘာအဆုံးထိလိုက်လံချေမှုန်းပဲလို့အိန္ဒိယဝန်ကြီးချုပ်ကြေညာပြုလိုက်ပါတယ်မက်ရွှေနယ်ကတင်ဆက်ပေးမှာပါခင်ဗျာ အငင်းပွားနေတဲ့ကက်ရှမီးယားဒေသမှာဖြစ်ပွားခဲ့တဲ့ပြစ်ခတ်မှုကိုဒေသရင်းပြိုင်ဘက်နိုင်ငံကြီးတွေကကြောထောက်နောက်ခံပေးထားတယ်လို့နယူးဒေလီကပြစ်တင်ဆွဆွဲလိုက်ပြတဲ့နောက်ပိုင်းအိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံတို့အကြားပါကရင်နားကိုက်မယ်ဆိုတဲ့တန်တမန်ရေးဆောင်ရွက်မှုတွေကြာတာပြင်းတွေကအရှိန်မြှင့်လာခဲ့ပါတယ်။ အင်္ဂါနေ့ကပါဟာဟုတ်ကံမှာဖြစ်ပွားခဲ့တဲ့အယက်သား26ဦးတပ်ဖြတ်ခံရမှုမှာတာဝန်ရှိတဲ့တနတ်သမားတွေကိုလိုက်လံရှာဖွေမယ်လို့ဝန်ကြီးချုပ်ကကြေပြူပြောကြားလိုက်ပါတယ်။ပါကစ္စတန်ကိုလည်းနေဆက်ဖြတ်ကျော်အကြမ်းဖက်မှုကိုအားပေးထောက်ခံနေတယ်လို့ဆွဆွဲလိုက်ပါတယ်။ဒါကမှလုံးကိုကျွန်တော်တို့ပြောလိုက်ပါတယ်။အကြမ်းဖက်သမားတယောက်စီတိုင်းနဲ့သူတို့ကိုထောက်ခံပံ့ပိုးပေးသူတွေကိုဖော်ထုတ်နောက်ရောက်ခံအပြစ်ပေးသွားမယ်လို့မိုဒီကဝိမဝန္တာတောင်းနှန်းဒေတာကပြက်ခတ်တိုက်ခိုက်မှုအပြင်ပထမဆုံးမိန့်ခွန်းအဖြစ်ပြောကြားခဲ့ပါတယ်။ သူတို့နောက်ကိုကဘာဆုံးတိုင်လိုက်လံချင်းမုံမယ်လို့လည်းသူကပြောဆိုသွားပါတယ်။ဝရံပြည့်တရဏသမာသုံးအနက်ကနှစ်ဦးကိုပါကစ္စတန်လူမျိုးတွေလိုအိန္ဒိယရဲ့တပ်ဖွဲ့ကဖောက်ထုတ်ရရှိထားပါတယ်။ပါအောက်ခံမှာဖြစ်ပွားခဲ့တဲ့အယက်သားတွေအပေါ်မှာကြောက်မက်ဖွယ်ကောင်းလာတဲ့တိုက်ခိုက်မှုကရာစုနှစ်တစ်စိမ့်လောက်ပိုင်နက်နယ်မြေအငင်းပွားနေကြတဲ့မွတ်စလင်အများစုနေထိုင်တဲ့ကက်ရှမီးယားဒေသမှာဖြစ်ပွားခဲ့တာပါ။ယူဒေလီကရေဝေခွဲရေးသဘောတူစာချုပ်ကိုဆိုင်းငံ့လိုက်ကြောင်းကြေညာခဲ့ပါတယ်။ ပါကစ္စတန်ရဲ့အထက်ကကုန်းလန့်နယ်စပ်ဖြတ်ကျော်စခန်းကိုပိတ်ထားလိုက်ကြောင်းနဲ့တန်တမန်ဆက်သွယ်မှုအစဉ်အတန်လျှော့ချထားကြောင်းတွေကိုလည်းကြေညာခဲ့ပါတယ်။ပါကစ္စတန်လူမျိုးတွေကိုထုတ်ပေးထားတဲ့ဗီဇာတွေကိုလည်းပုတ်တုံးနေညမှာပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ပါကစ္စတန်ဝန်ကြီးချုပ်ရှယ်ဘတ်ရှာရစ်ကလည်းပြုလုပ်ခဲ့တဲ့အမျိုးသားလုံခြုံရေးကော်မတီအစည်းအဝေးကိုထိတ်တန့်စစ်အရာရှိတွေနဲ့ကျင်းပခဲ့ပါတယ်။ဒီထက်မှတကူထွာလာတဲ့ကြီးတက်ဦးစီးချုပ်အစင်မှုနေလက်ပါဝင်ပါတယ်။ ပါကစ္စတန်နိုင်ငံရဲ့အထုပ်ချာအာဏာနဲ့ပြည်သူတွေရဲ့လုံခြုံရေးကိုချိန်ချောင်းမှုမှန်သမျှကိုနေပယ်ပေါင်းစုံမှာခံခိုင်မာမာလက်တုံ့ပြန်ဆောင်ရွက်သွားမယ်လို့ပါကစ္စတန်ကြေညာချက်မှာဖော်ပြထားပါတယ်။ယုံကြည်စိတ်ချလောက်တဲ့စုံစမ်းစစ်ဆေးမှုလည်းမရှိစစ်ဆေးနိုင်တဲ့တပ်တွေအထောက်ထားလည်းမရှိဘဲနဲ့ပဟားကမ်ကိုတိုက်ခိုက်မှုကိုပါကစ္စတန်နဲ့ဆက်နွယ်ဖို့ကြိုးပမ်းမှုတွေကကြော်ကမဲနိုင်ပြီးကြိုးကြောင်းဆင်ခြင်မှုလည်းကင်းမဲ့ကအရှုံးထွက်မဲ့ယုတ်တိတာဖြစ်တယ်လို့အဲ့ဒီကြေညာချက်မှာရေးသားဖော်ပြထားပါတယ်ရှင်။ အခုဆက်လက်ပြီးတော့ဒီကနေ့ညနေ9နာရီအထိရရှိကြတဲ့ငွေလင်းသုံးရွှေဈေး73စီဈေးနဲ့စားအုံးစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစည်းမရဲ့တရင်တော့ကိုပြက်သူရကစူးစီးတင်ဆက်ပေးမှဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလင်းလက်နှုန်းကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ1100ကျပ်ပြင်ပပေါက်စေ2430ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စဉ်1600.12ကျပ်ပြင်ပပေါ့စီ3388ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စဉ်1388.12ကျပ်ပြင်ပပေါ့စီ9044ကျပ်ဟိုင်ဘတ်ဘတ်ကိုစစ်ကောင်စီတတ်မှတ်စဉ်62.81ကျပ်ပြင်ပပေါ့စဉ်132.34ကျပ် လေရှာတရင်ကစ်ကိုစစ်ကောင်စီတတ်မှတ်စဉ်489တသမခွန်3ကျပ်ပြင်ပပေါ့စီ1033ကျပ်ပေါ့စီရှိပါတယ်။ပေါ်ပြပါငွေလဲလဲနှုန်းတွေဟာအချိန်နဲ့မျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်ရွှေစင်းတွေကတော့အခောက်ရွှေတစ်ကျသားကိုရွှေကုန်းတဲ့အတင်းတတ်မှတ်စဉ်56သိန်း6000ကျပ်ပြင်ပပေါ့စီ84သိန်း5000ကျပ်စကားပဲတစ်ကျသားကိုရွှေကုန်းတဲ့အတင်းတတ်မှတ်စဉ် 53သိန်း6250ချက်ပြင်ပပေါက်ဈေး80သိန်းချက်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါရွှေစင်းနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းနှုန်းတွေကတော့ဒီဇယ်တလီတာကို2435ချက်ပရီမီယံဒီဇယ်တလီတာကို3010ချက်အော်တိတ်92တလီတာကို2805ချက်အော်တိတ်95တလီတာကို2865ချက်ပေါက်ဈေးရှိပါတယ် ဖော်ပြပါစသုံးသည့်ဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစာအုပ်စီဈေးနှုန်းတွေကတော့စာအုပ်စီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စီ6,980ကျပ်ပြင်ပပေါက်စီ9,500ကျပ်ပေါက်စီရှိပါတယ်။ဖော်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ဒါမြစည်းမ brand တိုင်းမြစည်းမသတင်းအစီအစဉ်ကိုတင်ဆက်ပေးကြပါပါ။ ကြီးစုအားပေးကြပိတ္တမြအားလုံးကိုကျေးဇူးတင်ပါတယ်ဒီအဆီဇင်ကိုတော့ကျွန်တော်ခန့်ရီကစူးစီးတင်ဆက်ပေးကြတာပါတန်မြင်းစမပိုင်းတိုင်းအဆီဇင်ကိုနေ့စဉ်တင်လာနေကနေတောက်ကြနေအထိည9နာရီတိုင်းမှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်မင်္ဂလာရှိတဲ့ညချမ်းအချိန်အခါဖြစ်ကြပါစေခင်ဗျာ